င်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့မေလ14ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့မွန်ပြည်နယ်ရေးဒေသမှာစစ်ကောင်စီတပ်ရင်အားစရိုက်ဖြည့်တင်းနေတဲ့သတင်း ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့တာလဲဗျူဟာစခန်းကြီးတိုက်ခိုက်သိမ်းပိုက်ခံရတဲ့တဲ့တင်နဲ့အရက်သားတွေအစုလိုက်ပြုံလိုက်တေဆုံမှုအတင်80ထံမှလည်းရှိလာတဲ့တဲ့လေချောင်းတိုက်ခိုက်မှုအတွက်စစ်ကောင်စီအလုံးစုံတာဝန်ခံရမယ်လို့ NRFF ပြောလိုက်တဲ့တဲ့တင်တွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့တင်တွေမှာတော့ဂါဇာတို့အင်အားအပြည့်နဲ့ဝင်ရောက်တော့မယ်လို့အစ္စရေးဝန်ကြီးချုပ်ပြောလိုက်တဲ့တဲ့စီးရီးယားပေါ်ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေရုတ်သိမ်းပေးမယ်လို့ထရန့်ပြောလိုက်တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်တွေနဲ့မိုးလေဝသတင်းတွေဟောရှုစားကြရမှာပါတော်လန်ရေးတပ်ဖွဲ့တွေလှုပ်ရှားမှုအားကောင်းတဲ့မွန်ပြည်နယ်ရေးဒေသမှာစစ်ကောင်စီတပ်ကရေချောင်းကနေတဆင်တပ်အင်အားတွေဖြည့်တင်းတာတွေကိုဇဒိုက်လုံးဆောင်နေတယ်လို့ဒေသခံတွေထံကနေသိရပါဗျ။စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ဧပြီလကစလို့ ရေမျိုးနဲ့အထဲကိုတလားလင်၃ချိန်လောက်ရေလန်းချောင်းကနေတဆင့်အခြေဆိုင်တက်ရင်တွေထံတန့်ရာတွေစလိုက်ဖြည့်တင်နေတာပါစစ်ကောင်စီကတက်သားရာဖြည့်တင်တာလက်နက်ခဲရန်ရိတ်ခါတွေကိုပို့ဆောင်ရမှာဇီးပြူတောင်ကျေးရွာရှိပန်းနာစိတ်ကန်းကိုအများဆုံးအသုံးပြုနေတယ်လို့ဒေသခံတွေကဆိုကြပါတယ်ရောက်ရှိလာတဲ့တန့်ရာတွေကိုတော့ရေးအခြေဆိုင်အမှတ်ဆက်ကိုစစ်စင်ရေးကိုကဲမှုဌာနချုပ်ထံပို့ဆောင်ပြီးမှအခြေဆိုင်တက်ရင်တွေထံကနေပြန်လည်ဖြန့်ဝေနေတာဖြစ်ပါတယ် ဒေသခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီတပ်ရဲ့တပ်အင်အားဖြည့်တင်းမှုမှာစစ်မှုထမ်းတင်းတန်းစင်းတပ်သားတွေအများဆုံးပါဝင်နေတယ်လို့ဆိုပါတယ်။မွန်ပြည်တော်လန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူနိုင်နဂါကတော့စစ်ကောင်စီရဲ့တပ်အင်အားဖြည့်တင်းမှုဟာမိုးရင်းကာလရောက်လာတော့မှဖြစ်လို့ရေလမ်းကနေတွာလာဖို့အခက်အခဲရှိနေတာကြောင့်ယခုလိုကြိုတင်ဖြည့်တင်းလာတာလို့ပြောဆိုလာပါတယ်။ ရေးတံမြူစီရဲ့လမ်းမိုင်းပေါ်မှာတော်လန်ရေးပူပေါင်းတပ်တွေကနေရာတချို့ကိုစိုးမိုးထားတာကြောင့်စစ်ကောင်စီတပ်သားတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဟာကုန်းလန်းချောင်းကိုအသုံးမပြုကြပဲရေလန်းကိုသာအဓိကအားထားပြီးသွာလာနေကြတာဖြစ်ပါတယ်တော်လန်ရေးပူပေါင်းတပ်တွေနေမြေစိုးမိုးမှုအားကောင်းလာတဲ့ရေးမြင့်တဲ့အတွင်းမှာစစ်ကောင်စီတပ်ကတပ်အင်အားဖြည့်တင်တာတပ်ရင်းတွေနဲ့အထိုင်စခန်းတွေမှာခံစစ်ပြင်ဆင်တာတွေကိုပုံမလုံးဆောင်လာတယ်လို့ဒေသခံတွေထံကနေသိရပါတယ် ထိုင်းမြန်မာနယ်စပ်နီးကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်တားလဲကျေးရွာမှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့ဗျူဟာစခန်းကြီးကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းပူပေါင်းဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့နယ်စပ်သတင်းအရင်းမြစ်တွေကတာလင်ထိုင်းကိုပြောပါရတယ်။ ခရညူတက်မခွနဲ့ထိန်းချုံနယ်မြေထိုင်းမြန်မာနယ်စပ်အနီးတာလဲကျေးရွာထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ view house ခန်းကိုလေးဆောင်ပြစ်ခတ်မှုတွေကြားထဲကနေ KNL တက်မခွနဲ့ဥဆောင်တဲ့ပူပေါင်းတက်ကမေလ23ရက်နေ့ည6:00နိုင်ခွဲအချိန်ခန့်မှာတင်ပိုက်နိုင်ခဲ့တာပါတာလဲ view house ခန်းတင်တိုက်ပွဲထဲမှာစစ်ကောင်စီတပ်ရဲ့လက်နက်ခဲယံအများအပြားကို KNL တက်မခွနဲ့ဥဆောင်တဲ့ပူပေါင်းတက်ကတင်းယူရရှိခဲ့ပြီးစစ်ကောင်စီတပ်သားအများအပြားထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ် ဒီကနေ့မေလ14ရက်နေ့မနက်ပိုင်းမှာတော့ဒါလဲကျေးရွာအနီးတစ်ဝိုက်ကိုစစ်ကောင်စီတပ်ရဲ့လေရင်ကလာရောက်ပြန်ဝဲပြီးလေရင်ပေါ်ကနေဘုံလုံးပေါင်း20နီးပါးကျဲချသွားခဲ့တယ်လို့နယ်မြေခံတအူးကအတည်ပြုထားပါတယ်။ဒါလဲစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေရင်နဲ့နေစဉ်ဘုံကျဲတိုက်ခိုက်ခဲ့ရာဒါလဲကျေးရွာထဲကနေအိမ်အများပြားထိခိုက်ပျက်စီးသွားခဲ့ပြီးဒေသခံတွေလည်းအလုံးရင်နဲ့ထိုင်းနိုင်ငံဗတ်ချန်းကိုထွက်ပြေးနေခဲ့ရတာဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်နာဖြစ်ပွားနေတယ်။ဒါလည်း view ာစကန်းတိုက်ပွဲကြောင့်နယ်စပ်လုံခြုံရေးကို24နာရီပတ်လုံးစောင့်ကြည့်ထားပြီးနယ်စပ်တလျှောက်မှာလည်းထိုင်းစစ်တပ်ကိုခြားထားကလုံခြုံရေးတင်းကျပ်နေတယ်လို့ထိုင်းစစ်သက်တရင်အရင်မြစ်ကအတည်ပြုထားပါတယ်။ KNU တက်မှ9နယ်မြေ၊ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ဒါလည်းကျေးရွာထဲမှာရှိတဲ့တက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ view ာစကန်းကို KNL KND ကိုပူးပေါင်းအဖွဲ့တွေကပြီးခဲ့တဲ့မေလ9ရက်နေ့ကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၄ရက်အကြာမှာစခန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာပါမေလ9ရက်နေ့က KNU တပ်မခွနေနေမြေပိုင်းကျုံမြို့နယ်ထဲကတခေါ်ပီခီစခန်းကုန်းကို KNL KND ကိုပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့လတွေထုံးကလည်းထိုင်းမြန်မာနယ်စပ်နာကမော်ဖာသူပူလို့တူနဲ့ခလေဒီစခန်းတို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1563ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အာနာသိန်းစကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1563ရက်တွင်အတန်းဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6662ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါအပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2942ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ6969ဦးအထိရှိလာပြီဖြစ်ပါတယ်။မော်ဘီနယ်မှာတော့အာနာသိန်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အတန်းဖတ်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ ဒီစီစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။အာနာသိမ့်မှု၄နှစ်ကျော်အတွင်းအယက်သား၁၀ဦးနဲ့အထက်အစုလိုက်အပြုံလိုက်တေဆုံးခဲ့ရတဲ့ဖြစ်စဉ်အကြိမ်ဟာ၈၀ထံမှနေရှိလာတယ်လို့ ISP မြန်မာကထုတ်ပြန်ထားပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။အာနာသိမ့်မှု၄နှစ်ကျော်အတွင်းအယက်သား၁၀ဦးနဲ့အထက် အဆုတ်ပြုံလိုက်တည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကျင့်ရေး၈၀ထက်မနည်းရှိလာပြီးအရက်သား၁၆၀၀နီးပါးတည်ဆုံးခဲ့ရတယ်လို့ ISP မြန်မာကမေ၃၀ရက်နေ့မှာထုတ်ပြန်ပါတယ်။အဆုတ်ပြုံလိုက်တည်ဆုံးခဲ့မှုတွေမှာစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်တာ၊စစ်ကြောဝင်ကြိမ်မိရှို့တပ်ဖြတ်တာ၊လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာနဲ့တခြားလက်နက်ကိုင်အဖွဲ့တွေရဲ့တပ်ဖြတ်ခြင်းတို့ပါဝင်ပါတယ်။ဖြစ်စဉ်တွေဟာတိုင်းနယ်ပြည်နယ်၁၁ခုမှာဖြစ်ပွားခဲ့ပြီးအများစုကစကိုင်းတိုင်းမှာဖြစ်ပါတယ်။ ဒီရပိုင်းတွင်စကိုင်းတိုင်းကတပရင်းမြို့နယ်အိုးထိန်တွင်းရွာစာတင်ကျောင်းဘုံကျဲခံရမှုနဲ့ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ကထုံးရွေရွာလေကျောင်းတက်ခတ်ခံရမှုတို့ပါဝင်ပါသည်စစ်ကောင်စီအနေနဲ့အပြည့်ရကြီးညာပြီးတလကျော်တွင်လေကျောင်းတက်ခတ်မှုတွေကြောင့်အိုးထိန်တွင်းနဲ့ထုံးရွေဖြစ်စဉ်အပဝင်ရရသား၁၀ဦးနဲ့တက်အစုပြုံလိုက်တိစမှုဖြစ်စဉ်၆ခုထက်မနည်းရှိခဲ့တာပါအဲ့ဒီဖြစ်စဉ်၆ခုစလုံးဟာရရသားတွေနေထိုင်နေတဲ့ကျေးရွာနဲ့စာတင်ကျောင်းတွေပဲတက်ခတ်ခံရတာဖြစ်ပြီး အရက်သား133ထက်မနည်းတိစုံခဲ့ရတယ်လို့ ISP မြန်မာရဲ့အချက်လက်တွေကဖော်ပြပါတယ်။မြန်မာနိုင်ငံလေပိုင်းမှာငလီလှုပ်ခတ်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု940ကြိမ်ထက်မနည်းရှိခဲ့ပြီးအဲ့ဒီပမာဏရဲ့60ရာခိုင်နှုန်းနီးပါးဟာဧပြီ2ရက်နေ့အပြည့်ရက်ကြီးညာပြီးတဲ့နောက်တိုက်ခိုက်ခံရတာပါ။စစ်ကောင်စီကကချင်၊ကရင်၊ရှမ်း၊စကိုင်း၊မကွေးနဲ့ရခိုင်ကစစ်ရေးတင်းမာနေတဲ့နေရာတွေပြင် ပဋိပက္ခလုံးဝမရှိတဲ့အမျိုးရာတွေကိုပါလေးချောင်းကနေဘုတ်ကျဲတိုက်ခိုက်နေပြီးကချင်ပြည်နယ်ကအများဆုံးတိုက်ခိုက်ခံခဲ့ရပါတယ်။လေးချောင်းတိုက်ခိုက်မှုတွေဟာတိုက်ခိုက်ရေးလေယာဉ်ပါဝင် drone နဲ့စက်တက်လေတူးတွေကိုအသုံးပြုပြီးတော့စစ်ကောင်စီကလှုပ်ဆောင်နေတာဖြစ်ပါတယ်။အဲဒီလိုလှုပ်ဆောင်ရမှာစစ်ရေးပြတ်တွေအပြင် စစ်ကောင်စီထိန်းချုပ်နိုင်မှုမရှိတော့တဲ့ဒေသတွေကလူနေရက်ကွက်ကြေးရွာစေယုံသာသမိကအဆောက်အုံတွေနဲ့စာတင်ကျောင်းတွေလည်းပါဝင်တယ်လို့ ISP မြန်မာကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ဆေးရဆိုးမှုတွေပေါ့ပြည်ထောင်ကင်းလုတ်ခွင့်မရှိဘဲအလုံးစုံတာဝန်ခံရမယ်လို့ရာမညာဖက်ဒရယ်အင်အားစုတဲ့ NRFF ကတဘောတာထုတ်ပြန်ပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။အာနာသိမှုကြောင့်စစ်ကောင်စီကျွလွန်ခဲ့တဲ့စစ်ရာဇဝမှုတွေပေါ်ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဘဲအလုံးစုံတာဝန်ခံရမယ်လို့ရမညဖက်ဒရယ်အင်အားစုတစ်ကမေလ14ရက်နေ့မှာသဘောထားထုတ်ပြန်ပါတယ်။မေလ12ရက်နေ့ကသခိုင်းတိုင်းဒီပဲရင်မြို့နယ် အိုးတိန်တွင်းရွာစာတင်ကျောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဆီယာမတွေပါဝင်ကလေးငယ်တွေထိခိုက်ဒိဆုံးရမှုနဲ့ပတ်သက်ပြီးသဘောထားထုတ်ပြန်ကြမှာဖော်ပြထားတာပါ။အိုးတိန်တွင်းရွာစာတင်ကျောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ဆီယာမနှစ်ဦးကလေးသူငယ်22ဦးဒိဆုံးခဲ့ပြီးဒဏ်ရာရသူ60ကျော်ရှိတာဟာနိုင်ငံအတွက်နောက်ထပ်ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်တယ်လို့ NRFF ကဆိုပါတယ် အနာသိမီနောက်စစ်ကောင်စီအနေနဲ့စစ်ရသွင်းမှုတွေကိုတရားလွတ်လွတ်ကျူးလွန်နေပြီးအခုလိုစာတင်ကြောင်းကိုရွယ်ချက်ရှိရှိလေချောင်းဘုံကျဲတိုက်ခိုက်တာကျောင်းသားကျောင်းသူပါဝင်ဆရာဆရာမတွေကိုတပ်ဖြတ်ခဲ့မှုတွေပြစ်ဒဏ်ကင်းလို့ခွင့်မရှိစေရပဲတာဝန်ခံရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဤသူတွေအနေနဲ့ငလင်တန်းကျောင်းအတိဒုက္ခရောက်နေစဉ်စစ်ကောင်စီဟာနိုင်ငံတကာကိုမျက်နှာချိုးသွေးပြီးအပြစ်ခတ်ရစေးရေးကြီးညာထားပေမဲ့သူတို့ကိုယ်တိုင်အကြိမ်ကြိမ်စတင်ချိုးပေါက်ကအခြေသားပြစ်မှတ်ကိုတိုက်ခိုက်တာဟာစိတ်ကောင်းချိတ်ပြီး ခွေးသားရောင်းတဲ့လူရဲဖြစ်တယ်လို့ဝေဖန်ထားပါတယ်။အခုလိုရဲသားပြည်သူတွေနဲ့ကလေးငယ်တွေတေးကြီးပျက်စီးစေခဲ့တဲ့စေုပ်စုရဲ့အကြမ်းဖက်လူရဲတွေဆက်လက်မဖြစ်ပွားစေဘူး။နိုင်ငံတကာအတိုင်းဝိုင်းတွေအနေနဲ့လီရင်စီပါဝင်ဆက်လက်နိုင်ပစ္စည်းတင်ပို့ရောင်းချနေမှုတွေကိုချက်ချင်းရပ်တန့်ပြီးလက်တွေ့ထိရောက်တဲ့အရေးယူမှုတွေချမှတ်ပေးဖို့ NRF ကတောင်းဆိုထားပါတယ်။ရာမြတ်ဘတ်ရဲအင်အားစုသည့် NRFF အနေနဲ့ မြန်မာပြည်သူတွေအတိဒုက္ခချုပ်ငြိမ်းစေရေးအတွက်အာဏာရှင်စနစ်အမြင့်ဖြတ်ချေမှုန်းရေးနဲ့ပက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတွေမှာလူမှုနဲ့လက်တွဲပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ဂါဇာသို့အင်အားအပြည့်နဲ့ဝင်ရောက်တော့မယ်လို့အစ္စရေးဝန်ကြီးချုပ်ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ဘဘက်ကပြပြပေးထားပါဗျ။ ်လာမယ့်ရက်ပိုင်းအတွင်းဂါဇာကမ်းမြောင်ဒေသသို့မိမိတို့စစ်တပ်အင်အားအပြည့်နဲ့ဝင်ရောက်မှာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုကပြောကြားကြောင်းဝန်ကြီးချုပ်ယုံရဲ့မေလ23ရက်ထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ဂါဇာမြောက်ပိုင်းဒေသမှာရှိတဲ့လူအများဘေးကင်းရာသို့ပြောင်းရွှေ့ရေးအစ္စရေးစစ်တပ်ကမေလ14ရက်နေ့မနက်မှာကြေညာထားပါတယ်။စစ်စင်ရေးပြီးစီးစေဖို့လာမယ့်ရက်ပိုင်းအတွင်းမိမိတို့စစ်တပ်အင်အားအပြည့်နဲ့ဝင်ရောက်တော့မှာဖြစ်တယ်လို့ဝန်ကြီးချုပ်နေတန်ယာဟုကပြောဆိုလာတာပါ။ စစ်စင်ရေးပီစီအောင်လို့ပို့ဆိုတာကဟာမတ်အဖွဲ့ကိုအပီးတိုင်းချိန်မုံရေးဖြစ်တယ်လို့ဒဏ်ရာရစစ်သားတွေနဲ့မေလာစနစ်ရဲ့တွေ့ဆုံမှုအတွင်ဝန်ကြီးချုပ်ကပြောဆိုထားပါတယ်။စစ်ပွဲကိုမိမိတို့ရက်တက်နိုင်မဲ့အခြေအနေမရှိဘဲယာယီအပြစ်ရက်ဆဲမှုရှိလာနိုင်ပေမဲ့မိမိတို့အနေနဲ့အဆုံးထိတလျှောက်လုံးသွားမှာဖြစ်တယ်လို့ဖြည့်ဆွတ်ပြောကြားထားပါတယ်။ ဂါဇာသို့ထိုးစစ်ဆင်နွှဲမှုတိုးချဲ့ရေးအစ္စရေးအစိုးရကအခုလစစောပိုင်းကသဘောတူ ခွင့်ပြုခဲ့ပြီးအစ္စရေးအရာရှိတွေကဂါဇာမှာရေရှည်တည်ရှိရေးပြောဆိုနေကြပါတယ်။အစ္စရေးကပုံမှန်ကျယ်ပြန့်တဲ့စစ်ဆင်ရေးတွေပြုလုပ်မဲ့အစီအစဉ်ကိုကြေညာထားပြီးနိုင်ငံတကာကပြစ်တင်ရှုတ်ချထားပါတယ်။ အစ္စရေးကအဲ့ဒီလိုအင်အားမျိုးနဲ့ထိုးစစ်ဆင်မဲ့ဆိုရင်အဲ့ဒီကပါလက်စတိုင်းဒေသအနေသူအများစုထွက်ပြေးရမှာဖြစ်ပါတယ်။ပါလက်စတိုင်းသားတွေဂါဇာကနေထွက်သွားကြဖို့အစ္စရေးကတွန်းအားပေးနေတယ်လို့အကြီးတန်းလုံခြုံရေးအရာရှိတအူကပြောပါတယ်။ကာဇာရှိပါလက်စတိုင်းသားတွေအနေနဲ့ဂျော်ဒန်နဲ့အီဂျစ်တို့လိုအိမ်နီးချင်းနိုင်ငံတွေစီထွက်သွားကြဖို့အစ္စရေးကအဆိုပြုထားပေမဲ့အီဂျစ်နဲ့ဂျော်ဒန်အာရဗ်မဟာမိတ်တွေနဲ့ကမ္ဘာတဝန်းကတခြားနိုင်ငံတွေကပယ်ချထားပါတယ်။ ซีเรียပေါ်ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုရုပ်သိမ်းပေးမယ်လို့ထရန့်ပြောလိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကပြပြပေးထားပါတယ်။ဆီးရီးယားကောင်းဆောင်အာမက်အေရှာအာနဲ့တွေ့ဆုံမယ်လို့မျှော်လင့်ရတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဆီးရီးယားပေါ်ချမှတ်ထားတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုပြန်ရုပ်သိမ်းပေးတော့မယ်လို့ပြောလိုက်ပါတယ်။အရှိလက်ပိုင်းခီးစဉ်ဒစိတပိုင်းအနေနဲ့ဆော်ဒီအာရေဗျတို့ရောက်ရှိချိန်သမ္မတထရန့်ကဆီးရီးယားယာယီသမ္မတနဲ့တွေ့ဆုံမှုသဘောတူထားတယ်လို့အင်ဂျီရောကပြောပါတယ်။ ဂန်ခက်ပိတ်ဆို့မှုတွေရုတ်သိမ်းတော့မယ်လို့အမေရိကန်ကကြေညာလိုက်ပြီးတဲ့နောက်ဆီးရီးယားမြို့တော်ဒမတ်စကတ်မှာလူအများအပြားတချင်းတီဆိုကခုံပြီးတော့တနတ်တွေပြစ်ပေါက်ခဲ့ကြပါသည်နိုင်ငံကနေထွက်ပြေးသွားခဲ့ရတဲ့သမရအာဆက်အစိုးရကိုအရေးယူတဲ့အနေနဲ့အရင်ကဆီးရီးယားပေါ်ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားခဲ့တာဖြစ်ပါသည်အမေရိကန်ရဲ့မူဝါဒပြောင်းလဲမှုကြောင့်ဆီးရီးယားအနေနဲ့အကောင်းဆုံးဖြစ်လာအောင်တိစောက်ဖို့အခွင့်အရေးရလိမ့်မယ်လို့ထရန့်ကပြောဆိုလာတာပါအမေရိကန်ရဲ့ဆုံးဖြတ်ချက်က မိမိတို့နိုင်ငံအတွက်အလှည့်အပြောင်းဖြစ်သွားစေနိုင်တယ်လို့စီးရီးယားနိုင်ငံသားကြီးဝန်ကြီးကပြောပါတယ်။အာဆက်ဆိုရပြုတ်ကျသွားချိန်မှာစီးရီးယားပြည်သူ90ရာခိုင်နှုန်းကျော်ဟာဆင်းရဲမွဲတေနေခဲ့ရပါတယ်။ဆိုရတက်တက်လာပြီးကတည်းကတန်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းပြီးစီးရီးယားကကြိုးပမ်းနေတာကြားပြီးဖြစ်ပါတယ်။စီးရီးယားဟာကဘာကြီးအတွက်အန္တရာယ်မဟုတ်တဲ့အတွက်တန်ခတ်ပိတ်ဆို့မှုတွေပြန်ရုပ်သိမ်းပေးဖို့ခေါင်းဆောင်အယ်ရှာရာအာကပြီးခဲ့တဲ့နှစ်ကတည်းကတောင်းဆိုထားခဲ့တာဖြစ်ပါတယ်။ဆွန်နီအစ္စလာမစ်အုပ်စုကသမရအာဆက်ကိုဖျောက်ချခဲ့ပြီးတဲ့နောက် တက်လာတဲ့အစိုးရကစီးရီးယားမှာရှိတဲ့လူနည်းစုတွေကိုကာကွယ်ပေးသွားမယ်လို့ကြေညာထားပါတယ်။မနက်ဖြန်မေလ15ရက်နေ့အတွက်မိုးလေဝသအခမ်းအနားချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဒီကိစ္စမြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းချွာချက်တွေအရမြန်မာနိုင်ငံအလဲပိုင်းမြဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်သင်မှတိမ်ထူထန်နေပြီးမြန်မာနိုင်ငံအထက်ပိုင်းမှာတိမ်အနည်းငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြောင်းမိုးထစ်ချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်တွေမှာတွေ့မြင်ခဲ့ရပါတယ်။အေရိယာမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်တွေအရအနောက်တောင်မုတ်တုံလီဟာ မြန်မာနိုင်ငံတောင်ပတ်စွန်းဒေသတွေမှာမေလ23ရက်နေ့မှာစတင်ဝင်ရောက်ခဲ့ပြီးမြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေကိုမေလ22ရက်နေ့ကနေ26ရက်အတွင်းမှာလကောက်မြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေကိုဇွန်လ1ရက်နေ့နောက်ပိုင်းမှာလကောက်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ယခုတစ်ပတ်အတွင်းမုတ်တုံဝင်ရောက်ချိန်ကုန်းပေါ်မှာမုတ်တုံလေးပြားနဲ့ရံဝန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်နေရာကွက်လို့မိုးကြီးခြင်း၊မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခတ်ခြင်းနဲ့လျှက်ရပြက်ရေလွှမ်းမှုတွေဖြစ်ပေါ်နိုင်ပါတယ်။ နက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပါတယ်။တနင်္သာရီကန်ယူတန်းနဲ့မုတ်တမခွေဘတ်တို့မှာလေဟာအနောက်နောက်မြောက်ဘက်ကနေတနာရီ15မိုင်မှ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်းသင်းမှလှိုင်းကြီးနိုင်ပါတယ်။ရခိုင်ကန်ယူတန်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်နောက်တောင်ဘက်ကနေတနာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်မှလှိုင်းအသင်းသင်းရှိနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်း တနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့မှာနေရာအနှံပြားမှနေရာဆက်ဆက်မိုးထချုံရွာနိုင်ပြီးမကွေးတိုင်းမှာတော့နေရာဆက်ဆက်မှနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကျဆင်းနိုင်ပါတယ်အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့နယ်ဖအံမြို့တို့မှာ28ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာခင်းလုံရောင်ကြီးအညွန်ကိန်းအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနိုင်ပြီးတော့ကြံဒေသတွေမှာတော့အလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်ဒီမိုးလေဝသအစည်းအဝေးကိုတော့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ဒီတော်ကွန်တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထိုင်းရဲ့ည၈နာရီခန့်နောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခန်းစားခဲ့ရတာပါ။ တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကိုကျိုတင်မီ နေကာကွယ်နိုင်ဖို့လုံခြုံတဲ့ဘုံခုချင်းတစ်ခုကိုဘယ်လိုစောင့်မလဲပထမဆုံးနေရာရွေးချယ်ရပါမယ်တောင်ဆောင်တစ်ပင်အောက်တို့လို မြင်ကွင်းကွယ်တဲ့နေရာမျိုးကိုရွေးချယ်ပါရေစိမ့်ခြင်းအလွယ်တကူရေဝင်နိုင်ခြင်းမရှိဖို့မိန်လာ အမိုက်ပုံရေတွင်ရေကန်တို့နဲ့ငားပေခန့်အကွာမှာရှိတင်ပါတယ်ဘုံခုချင်းစောင့်မဲ့မြေသားဟာလည်းခိုင်ခန့်ရပါမယ် အရေးပေါ်အခြေအနေမျိုးမှာအများဆုံးပုံခုနိုင်မဲ့ညီနေရာမျိုးကိုတွေ့ပြီဆိုရင်တော့ကျင်းကိုစတူလို့ရပါပြီမိသားစုတစုစာပုံခုနိုင်လို့ပုံခုချင်းဟာကျင်းအနက်အနည်းဆုံး၄ပေကနေ၅ပေအထိကျင်းအကျယ်၈ပေ၆ပေခန့်ရှိသင့်ပါတယ်ကြည်စာဘုံစတွေလွင့်စင်လာရင် ပုံခုချင်းတွေကိုမဝင်စေနိုင်ဘူးဝင်ပေါက်ကိုလူတကူစာအကျယ်ပုံပေအနက်ရှိတဲ့အဲပုံစံတစ်စစ်ချိုးတူးရပါမယ် ဝင်ထွက်ရလဲအားရှော့တော့ဒါမှမဟုတ်လှေကလေးလုပ်ပြီးခြေမချော်စေဖို့တဲ့ကောက်ယူစပတ်ခွန်တစ်ခုခုကိုခင်းထားတင်ပါတယ်။စိုးစွတ်မှုဖြစ်စေဖို့နဲ့ရေမစိမ့်ဖို့နရံနဲ့ကြမ်းပြင်မှာပလတ်စတစ်များခင်းထားရပါမယ်။အမိုးဆောက်ရာမှာပထမဆုံး6လက်မပတ်လည်ခန့်ရှိသလောက်၊ဝနက်၊ထန်းလောင်းတွေကိုခက်စိတ်စိတ်အပြည့်စီထားပါ။ကျင်းအတွင်းနေစဉ်မှာလေဝင်လေထွက်ရှိဖို့လေးလက်မ PVC ပိုက်နှစ်ခုတပ်ဆင်ထားရပါမယ်။သလောင်းတွေမရွေးအောင် တန်ကျိုဒါမှမဟုတ်တနည်းနည်းနဲ့ခံခန့်အားတွဲချုပ်ထားဖို့ပြုပါမယ်။အလုံးတွေပေါ်မှာပလတ်စတစ်၊မိုးကာ၊ပြင်ပြ၊တံပြားတို့ကိုခင်းရပါမယ်။တဲ့အိတ်မြေအိတ်တွေကိုအကြရားတစ်ချက်အန်တန်တစ်ထပ်ရှော့မကြအောင်နှစ်ထပ်ခင်းရပါမယ်။တဲ့အိတ်တွေအပေါ်မှာဝက်ကတ်ထပ်ခင်းမှုလိုပြီးဘုံခုခြင်းမှမတိတာစီကိုပပတ်လဲအမိုးအောက်ခြေချင်းမြေသားနဲ့ပြန်ဖုံးပေးရပါမယ်။မြေမပြိုကျစေဖို့နဲ့ရေမဝင်ဖို့အတွက် သဲအိတ်တလုံးတွေကိုဝင်ပေါက်မှာကာထားပေးပြီးကျင်းပတ်ချာလယ်မှာရေနှုတ်မြောင်တူထားပေးပါဒါဆိုရင်တော့တိတ်မိသားစုအတွက်လုံခြုံတဲ့ဘုံကိုချင်းတစ်ခုကိုတင်ကိုယ်တိုင်ပြုလုပ်နိုင်ပြီပေါ့